ိတ်မကြခင်မကြနေရနေမှာဆိုရင်နောက်တို့ event original support ရောက်လာတော့မယ်ဆိုတော့ကျွန်တော်ဒီနေ့မှာနောက်တို့ရဲ့ color လို့ပို့ချန်ငယ်စကင်အကြောင်းပြသမှာပဲဒီစကင်ထဲမှာကြံငယ်ရဲ့ character ရှိရင်လည်း common box မှာကုသတဲ့လို့ရေးထားလိုက်ရပါတယ်ဆိုတော့စိတ်ဝင်စားဆိုရင်တော့ video လေးကိုစလိုက်အောင်ဗျပထမဆုံးတစ်ခါကိုကျွန်တော်ရဲ့ tattoo ချမ်ပိုလေးနဲ့စလိုက်အောင်ပါချမ်ပိုလေးရဲ့အားလုံးသိမှလို့ထင်ပါတယ်နောက်တို့ရဲ့မှာပဲ character ချောင်းနဲ့ color လို့ပို့အသိဆုံးမှဆိုတော့ ဟုတ်ပါတယ်ရိုထရီညမဲမတွေ broccoli ပါချောင်းရဲ broccoli နေအောင်လုံးက physical ဆိုင်ရာတက်ခတ်မှုတွေလက်တို့ပြီးတော့ martial artist အကြောင်းမလို့ချောင်းသော broccoli တင်ထွက်လာခဲ့ရင် trauma မှာပါဗျ tendon tendon နဲ့ကိုလှုပ်ဖို့အကြောင်းကိုကျွန်တော်ရှင်းပြပေးနေကြမလို့ဝမ်းနေကနေမှာခုံစားခုံစားနဲ့ဟိုပြစ်တည်ပြင်းနဲ့ anime ခေါင်းမော်တိတက်ပြီးပြစ်တတ်တယ်ဝမ်းနေကလည်းလှုပ်ပစ်တင်ပါတယ်တကယ် cholesterol တင်ထွက်လာခဲ့မှဆိုရင်လည်း skin fat တွေကအမပြပတ်စားမရှိအောင်လှနေမယ်လို့ကျွန်တော်ကတော့မျှော်လင့်မိပါတယ်ဗျနောက်တစ်ခါဆိုင်မှာဆိုင်အပ်တဲ့ color လို့ပြောနေဆိုရင်တော့တုံးမတဲ့ဘာမှမဆိုင်နဲ့အလေကွင်းတဲ့ကောင်လေးလေးနဲ့ color လို့ပြောနေပါတယ် သူညလုံးဓာတ်တက်ကြတာဖြစ်ပြီးတော့သူတို့လှရှားမှုတွေကအန်ပေါ်ပါအကြောင်းမလို့လင်းဆိုင်စကန်ထွက်လာခဲ့မှာဆိုရင်တော့ကျွန်တော်အနေနဲ့တော်တော်လေးသဘောကျမိမှာဗျချိုးကြီးချိုးကြီးနဲ့ကလလဘုတ်ဆိုရင်မွာလီရဲ့နာမည်ဟီရိုတော်တော်လေးရှားပါတယ်အရှာအိုက်တန်မှာကလလဘုတ်အသိတော်ဆုံးတယောက်ကတော့ဘိန်လုံးကြီးလိုက်ပြီးတိုက်တဲ့တယ်ဘာစီရပါဘာစီရစကန်ထွက်လာမှာဆိုရင်လည်းတော်တော်လေးလိုက်ပတ်တဲ့စကန်တစ်ခုဖြစ်လာနိုင်ပါတယ်ကီပါ keeper နောက်တစ်ရက်မှဆိုရင်ခွေးရကုန်းနဲ့အကုန်လုံးလိုက်ပြီးကျန်တဲ့တကောင်ဖြစ်လာကြအောင်မလို့ one channel ဘိုးကူပါနဲ့တွားပြတူးနေမှာပါဘာလို့လဲဆိုရင်တော့ဘိုးကူပါကလည်းသူ့ရဲ့ခွင်တက်ခဲ့တာဖြစ်ပြီးရော keeper လည်းခွင်တက်ခဲ့ကြောင်မလို့ပါအားကြောင့်ဘိုးကူပါရဲ့ keeper စကင်ထလာခဲ့မှာဆိုရင်လည်း skill fat တွေကလုံးဝရှင်ပိုင်းမှာသိကြပါရစေဒီနေ့ video လေးတော့လောက်ပါပဲဗျာစုံးကြည့်ပေးကြ damage ရှိတဲ့အောင်ကျေးဇူးများတင်ပါတယ်ဗျာအပန်းမကြည့်ဘူးဆိုရင်လည်းနောက်တော့ fanfic နဲ့နေနဲ့ video လေးကို like လုပ်ပေးကြဖို့နဲ့ subscribe 3000ပြည့်ရင်လည်း review ပြဖို့ရှိရာကြောင်းမလို့ channel လေးကို subscribe လုပ်ရအောင်သင် subscribe လုပ်ပေးကြဖို့တောင်းဆိုလိုက်ရပါတယ်ဗျာ